ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ1ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရမှာဒီ channel လေးကမြေပြင်ဂျီနေရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့အေအေမဘင်္ဂလားဒေ့ရှ်ငါးဖန်သမား14ဦးကိုငါးပုတ်၂စီးနဲ့အတူဖမ်းဆီးသွားတယ်လို့ The Daily Star မှာဖော်ပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်အာရကတ်တက်တော်အေအေမရခိုင်ရေပြင်ပိုင်းနဲ့အတွင်းကိုဝင်းရောက်ငါးခုဖမ်းတဲ့ ်ဘင်္ဂလားဒေ့ရှ်ငါဖန်တမ14ဦးကိုငါပုတ်နှစီးနဲ့အတူဖန်စီခုတ်ဆောင်သွားခဲ့တယ်လို့သိရှိရပါတယ်။ငါဖန်တမ14ဦးကိုစိတ်မတင်ဦးကျွန်းကန်းလမှာယနေ့မနက်အစောပိုင်းကဖန်စီခုတ်ဆောင်သွားခြင်းဖြစ်ကြောင်း The Daily Star ကယနေ့သတင်းဖော်ပြပါတယ်။အာရခတ်တက်တော်ကန်းကြီးဆောင်တက်ဖွဲ့ဝင်းတွေဟာစပီဘုတ်နှစီးနဲ့ရောက်ရှိလာပြီးငါဖန်ပုတ်နှစီးနဲ့အတူငါဖန်တမတွေကိုဖမ်းမိသွားကြောင်းတက်ကနက်မြို့မှာရှိတဲ့ကယုခါလီငါဖန်ပုတ်အသင်းဥက္ကဋ္ဌစัจจิตအမန်ကအတည်ပြုပြောဆိုပါတယ်။ AA အဖွဲ့ကဝင်ရောက်ဖမ်းဆီးစေဘင်္ဂလားဒေ့ရှ်ငါးဖမ်းတင်ဖို့တရားခန့်ငါးဖမ်းဒီကြောင်းကြံငါးဖမ်းနေတဲ့ဆက်လီများမှာထွက်ပြေးသွားကြတယ်လို့၎င်းကဆိုပါတယ်။တချိန်တည်းမှာပဲ AA ရဲ့အဘော်အဖြစ်လူသိများတဲ့ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Global Arcan Network ကဖမ်းဆီးခေါ်ဆောင်သွားတဲ့ငါးဖမ်းတမန်၁၄ဦးရဲ့ဓာတ်ပုံတွေကိုတရားမဝင်ငါးဖမ်းခြင်းခေါင်းစဉ်နဲ့ဖော်ပြခဲ့တယ်လို့ဆိုပါတယ်။ငါးဖမ်းပုတ်အသင်းဥက္ကဋ္ဌဆဂျစ်အာမတ်မှာဓာတ်ပုံများထဲမှာမြင်တွေ့ရတဲ့အမျိုးသားတွေဟာ၎င်းတို့ရဲ့ငါးဖမ်းသမားများဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကရီလုတ်သားတွေနဲ့ဂုံတွေတွေကြားမှာထိလက်မှုဖြစ်စေပါတယ်။အစိုးရရဲ့ဆွတ်ဖတ်မှုအများဆုံးလိုအပ်ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။လွန်ခဲ့တဲ့၈လအတွင်းအေအေမအနည်းဆုံး၅ဖန်သမား314ဦးကိုနတ်မြစ်နဲ့ကက်လျက်ဧရိယာမြောက်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ် BGP ကပြောကြားသတင်းမှဖော်ပြပါတယ်။မတ်လနဲ့ဩဂတ်လအတွင်းမှာရီလုတ်သား200ခန့်ကို BGP ရဲ့အကူအညီနဲ့နောက်ပိုင်းမှာပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အနည်းဆုံးပင်ကလေးငါဖန်သမား134ဦးကိုအေအေကထိန်းသိမ်းထားဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။မကြသေးမီကရင်းကဲ့သို့ရခိုင်ရေပြင်ပိုင်နက်မှဝင်းရောက်ငါခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါဖန်သမားတွေကိုဘင်္ဂလားဒေ့ရှ် ရေပြင်ကိုကျော်လွန်ပြီးသူများနိုင်ငံရေပြင်မှာငါမခိုးဖမ်းရင်ဘင်္ဂလားရေတပ်နဲ့ကံယူရန်ဆောင်တက်မှတတိပိတ်မှုများပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့အကြပ်ပတ်စစ်တပ်အကြိမ်ကြိမ်ထိုးစစ်ဆင်လာပေးမယ်လေ AA ရဲ့စီရီဗျူဟာအောက်မှာအလူအလဲခံနေရကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့ပင်စင်မိုင်ကမ်ပတ်လင်မှာဖြစ်ပေါ်လျက်ရှိတဲ့တိုက်ပွဲများမှာအကြပ်ပတ်စစ်တပ်ကအင်အားဖြည့်တင်းပြီးအကြိမ်ကြိမ်စစ်ကြောင်းထိုးလာနေပေးမယ်လေ။အရကတ်တပ်တော် AA ရဲ့စီရီဗျူဟာအောက်မှာအကြဆုံအထိကိများပြီး အလူအလဲခံနေရတယ်လို့ဒေတာရင်းကစီရီသတင်းရှိမြစ်တအူးကပြောပါတယ်။စက်တင်ဘာလ29ရက်နေ့က တညဝရီရေတပ်ဌာနချုပ်အနီးမှာရှိတဲ့စီမော်ဘက်မှကုလပကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနဲ့ရေတရင်32မှထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းတို့ရှင်းစင်နောက်ဆင်တက်လာရမှာဂေါ်တူတောင်တန်းကုလပကြေးရွာအနီးအရောက်အေးထမ်းမှချီမုန်းခံရတယ်လို့လကောင်းကဆိုပါတယ်။ဟိုတနေ့ကဂေါ်တူတောင်ကိုရှင်းစင်နောက်ဆင်တက်လာတာစစ်ကြောင်းတစ်ကြောင်းနှစ်ခုပေါင်းအင်အား200ကျော်ပါတယ်ကိုဘက်ကအသာစီးရတယ်လက်စုပ်လက်ကင်မပြနိုင်ပေမဲ့ ။သေတာတော့တော်တော်သေမယ်။ကြာသွားတာအတုံးအယုံပဲ။အလောင်းဆွဲပြီးနောက်ဆုတ်သွားတယ်လို့၎င်းကဆိုပါတယ်။အဓိကထိခိုက်သွားတဲ့အကျံဖတ်စစ်တပ်စစ်ကြောင်းမှာပထမတက်လာတဲ့စစ်ကြောင်းဖြစ်ပြီးတက်ပြူသွားကဖယုတ်ဖယဲနောက်ဆုတ်ထွက်ပြေးသွားကြပြီးနောက်ထပ်မံတက်လာတဲ့စစ်ကြောင်းနဲ့ပူးပေါင်းကပြန်ကျဲနေတဲ့မတအလောင်းတွေကိုကောက်ယူသွားကြတယ်လို့ဆိုပါတယ်။တညဝရီရေတက်စကမ်းမှာရှိတဲ့စီမော်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကိုအေအေကအငိုက်ဖမ်းပြီးတိုက်တာမနေ့တည်သွားတယ်နောက်တက်လာတဲ့စစ်ကြောင်းထပ်ပူးပေါင်းပြီး အင်အားတွေဖိပြီးတက်လာတယ်လို့ဆိုပါတယ်အဆိုပါထပ်မံတက်လာတဲ့အကျန့်ဖတ်စစ်တပ်စစ်ကြောင်းနဲ့အေအေတို့အကြားထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်တပ်ကနောက်တန်းကနေလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တဲ့အတွက်နှစ်ဖက်တိုက်ပွဲမှာပြင်းထန်ခဲ့တယ်လို့သူကဆိုပါတယ်သူတို့ထပ်ပြီးကြားပြတ်တိုက်ခိုက်ခံရတာနဲ့ချက်ချင်းတညဝရီရေတက်စကန်းကနေလက်နက်ကြီးအတွဲလိုက်တွေဒရဇက်ပစ်တယ်ရေတက်ရင်32ကပစ်တယ်နေဗီကပစ်တယ်နောက်ပြီး drone လာချတယ်ပစ်ခတ်တန်းတွေဝေဝေဆဆဖြစ်သွားတယ်လို့ဆိုပါတယ် ကြောက်ဖြူမျိုးပြင်ပမှာဖြစ်ပွားနေတဲ့တိုက်ပွဲမှာအကြံဖတ်စစ်တပ်ကအကြဆုံးမြပြပေးမယ်လဲအင်အားတွေကိုထပ်မံဖြစ်ကထိုးစစ်ပြန်လဲပြင်ဆင်လာတဲ့အတွက်တိုက်ပွဲများနေ့စဉ်လူလူနေရာကွက်ပြီးပြင်းထန်နေကြောင်းသတင်းရရှိပါရယ်တိုက်ပွဲပြင်းထန်နေတဲ့နေရာများမှာကြောက်ဖြူမျိုးနယ်မှာရှိတဲ့ God to တောင်တန်းပတ်ဝန်းကျင်နဲ့တစ်ပုတ်တောင်တိုက်နယ်ကုလပါကြီးရွာပတ်ဝန်းကျင်တို့တလျှောက်ဖြစ်ကြပါရယ်အာရခတ်တတော်ထင်းချုံနေရာများမှာကြီးရွာအချို့မှာဒေသပြည်သူများအားလဲ Navy နဲ့လက်နက်ကြီးရန်ကိုကြောက်ပြီး ဘီလူရကိုထွက်ပြီးစစ်ရှောင်နေရတယ်လို့သိရှိရပါတယ်ခင်ဗျာထပ်မတင်ဆက်ပေးခြင်းတကတော့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာကြီးကော်မရှင်လို့အမည်ပြောင်းလဲထားတဲ့စစ်အုပ်စုကိုအကြမ်းဖက်အုပ်စုအဖြစ် NUG ကထပ်မကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာကြီးကော်မရှင်လို့အမည်ပြောင်းလဲထားတဲ့စစ်အုပ်စုကိုအကြမ်းဖက်အုပ်စုအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထပ်မကြေညာလိုက်ပါတယ်မေအောင်နိုင်ဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့ 2021ခုနှစ်မတ်လ10ရက်နေ့မှာအကြံဖတ်စစ်အုပ်စုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာမြန်မာနိုင်ငံရဲ့ပြည်သူလူထုရဲ့ရန်သူ enemy of the state အဖြစ်အတိအသီးထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။သို့ရာမှာအကြံဖတ်စစ်အုပ်စုက2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်မှနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်အဖြစ်ကိုမိပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဟာ အကြံဖတ်အုပ်စုအဖြစ်ကြီးညာခံထားရတဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုစက္ကန့်ဆောင်ရွက်တဲ့အဖွဲ့ဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်အကြံဖတ်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရတဲ့အတွက်နိုင်ငံတော် လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်နဲ့၎င်းမှအစစ်စစ်တာဝန်ပေးအပ်ဖွဲ့စည်းလိုက်တဲ့အဖွဲ့များအားလုံးကိုအကြံဖတ်အုပ်စုများအဖြစ်၎င်းမင်းအောင်လိုင်အပါအဝင်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်အဖွဲ့ဝင်များအားလုံးကိုအကြံဖတ်သမားများအဖြစ်၎င်း NUG ကကြေညာပါတယ်ဒါကလှုပ်ထုံးလုံနေတဲ့ဘောတရားပါ အရင်ကတည်းကအကျန်းဖတ်အုပ်စုအဖြစ်ကြီးညာထားပြီးသားဒါပေမဲ့သူတို့ကနာမည်ပြောင်းသွားတော့နာမည်ပြောင်းသွားတဲ့အပေါ်မှာအကျန်းဖတ်အုပ်စုအဖြစ်ထပ်ပြီးအတည်ပြုကြီးညာတာပါအစ်စ်မဟုတ်ပါဘူးဒါကနိုင်ငံတကာနဲ့ပြည်တွင်းမှာပါလှုပ်ထုံးလုံနည်းအရာကြီးညာတဲ့သဘောပါလို့ NUG ဘက်မှသတင်းရှင်းမြစ်ကပြောဆိုပါတယ် NUG ကစစ်အုပ်စုကိုအကျန်းဖတ်ဖြစ်ကြီးညာရမှာအကျန်းဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်9နဲ့ပုံမှန်80နဲ့ပုံမှန်ခွဲခကွေးပါလုတ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရကြေညာခြင်းဖြစ်ကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမင်းအောင်လှိုင်ဦးဆောင်တဲ့အကြံဖတ်အုပ်စုဟာပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံတော်တမနာဦးဝင်းမြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရအဖွဲ့ဝင်များကိုမတရားဖမ်းဆီးပြီးပြည်သူအာဏာလုယူခဲ့တဲ့အတွက်နိုင်ငံတော်ပုံကံမှုကျူးလွန်ခဲ့ကြောင်း NUG ကကြေညာထားပါတယ်ခင်ဗျာ။ ထပ်မံတင်ဆက်ပေးကြတာကတော့စစ်သားဝန်ထမ်းများနဲ့အငိမ့်စားဝန်ထမ်းများအလုံးကိုအော်တိုဘားလ၁ရက်နေ့မှစတင်ပြီးလစာ၃တောင်းတူမြင်ဝန်ကြီးဌာနမှနေစာလုံအားကကိုတော့တရက်ကို9800ကျပ်အထိတူမြင်လစာတူမြင်မှုအတွက်လိုအပ်တဲ့ငွေကြေးတွေကို digital ငွေကြေးပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်မယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အချမ်းပတ်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနဲ့အငိမ့်စားဝန်ထမ်းများအလုံးကိုအော်တိုဘားလ၁ရက်နေ့မှစတင်ပြီး အပိုထောက်ပံ့ကြေးအမိတက်ကလဆ3000တိုးမြင့်လိုက်ပြီးဝန်ကြီးဌာနမှနေစာလုပ်အားကကိုတော့တရက်ကို9800ကျပ်အထိတိုးမြင့်လိုက်ကြောင်းစစ်ကော်မရှင်လက်အောက်ခံဗန္ဒာရင်းနဲ့အခွန်ဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါတယ်။အော်တိုဘာလတရက်နေ့မှစတင်ပြီးတနိုင်ငံလုံးမှရှိတဲ့ဝန်ထမ်းများစစ်သားများအငြင်းစားများအနေနဲ့လဆင်အပိုထောက်ပံ့ကြေးဖြစ်လဆ3000တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း2023ခုနှစ်အော်တိုဘာလမှာပထမကြိမ်ဖြစ်တအူးကိုအပိုထောက်ပံ့ကြေး 3000ချက်ကို၎င်း2024ခုနှစ်ဩဂတ်လမှာဒုတိယအကြိမ်ဖြစ်တဦးကိုအပိုထောက်ပံ့ခြင်း3000ချက်ကို၎င်းစုစုပေါင်းအပိုထောက်ပံ့ခြင်း6000ချက်တိုးမြှင့်ပေးခဲ့ကြောင်းယခုအော်တိုဘာလ1ရက်နေ့မှစတင်ပြီးတတိယအကြိမ်ဖြစ်လစဉ်အပိုထောက်ပံ့ခြင်း3000ချက်ထပ်မံတိုးမြှင့်ပေးလိုက်ပြီးဝန်ထမ်းများစစ်သားများအနေနဲ့လစဉ်အပိုထောက်ပံ့ခြင်း9000ချက်ကန်စားခွင့်ပြုလိုက်ကြောင်းသိရှိရပါတယ်အဆိုပါအပိုထောက်ပံ့ခြင်းတိုးမြှင့်မှုမှာအငြိစားဝန်ထမ်းများလည်းအကျုံးဝင်ပြီး ဒီကနေ့အော်တိုဘားလာ၁ရက်နေ့မှာစတင်ကအငိမ့်စားဝန်တန်းများလဲလစာ3000ထက်ဆောင်ရရှိမှာဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်ဝန်ကြီးဌာနများမှာနေစာလုတ်ကင်နေတဲ့နေစာဝန်တန်းများကိုတော့တရက်ကိုလုံအားကအဖြစ်9800ကျပ်တိုးမြင့်တက်မှတ်လိုက်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်အကြံဖတ်စစ်ကော်မရှင်ကတိုးမြင့်လိုက်တဲ့လစာကြောင့်ဝန်တန်းတတန်းကျော်အငိမ့်စားဝန်တန်းတတန်းနီးပါးနဲ့စစ်သားများအလုံးအတွက်လစဉ်ငွေကြေးများထပ်မံရိုင်းနှီးရမှာဖြစ်ပြီးမြို့ပြဒေသများမှာဝန်တန်းများအတွက်ကိုတော့ ဒီဂျစ်တယ်ငွေကြေးနဲ့လာစားပေးချင်မှဖြစ်ကြောင်းသိရှိရပါတယ်။တအုပ်ကို3000ကျပ်နဲ့လက်ရှိဝန်တန်းအငင်းစားဝန်တန်းနဲ့တက်မတော်သားတွေအတွက်စုစုပေါင်းလူဦးရေ3000နီးပါးအတွက်ငွေတွေထပ်တိုးသုံးရမယ်။နေပြည်တော်ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်တန်းတွေကတော့ဒီဂျစ်တယ်ငွေကြေးနဲ့ပေးမယ်လို့သိရတယ်။ကြံတဲ့အခြားပြည်နယ်နဲ့တိုင်းမှာရှိတဲ့ဝန်တန်းတွေနဲ့အငင်းစားဝန်တန်းတွေတက်မတော်သားတွေအတွက်တော့ငွေတွေထပ်ချက်ရမယ်သဘောရှိပါတယ်။ငွေကြေးဖောင်းပွမှုကတော့ထပ်ဖြစ်လာနိုင်ပါတယ်လို့ ီးပြီးတော့စစ်ပတ်သတင်းရှိမြက်ကပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အင်းလေးကအထင်ကရဟင်းတာတိုင်းရည်တဲ့နှိမ့်မြုပ်မိုးချိုးပြစ်လို့အိမ်တလုံးမိလောင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးကံမှာမိုးသည်ထန်စွာရွာသွန်းနေချိန်နေအိမ်တလုံးမိုးချိုးပြစ်ခံရပြီးမိလောင်ခဲ့ပါတယ်အင်းလေးတပြေးပင်ကြေးရွာကနှစ်ထပ်အိမ်တလုံးဟာစပင်မလာ30ရက်နေ့မနက်ပိုင်းမှာမိုးချိုးထိမှန်ခဲ့တာပါဟုတ်တယ်ဗျအိမ်တက်တက်ကိုမိုးချိုးမှန်တာ ။အင်ရှင်တွေကတော့တော်တော်လေးစိတ်တက်ကြတာပေါ့ဗျာ။အကုန်ပျက်စီးတယ်လေ။ဘာပျက်စီးမှပြန်မရလိုက်ဘူးလို့ဒေသခံတယောက်ကပြောပါတယ်။စက်တင်ဘာလ29ရက်ညပိုင်းကစတင်ပြီးမိုးသစ်ထင်စွာရွာသွန်းခဲ့ကမိုးကြိုးတွေပြစ်တယ်လို့လေပြင်းတွေလည်းတိုက်ခတ်ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။အင်းလေးကဟင်းသာရုပ်လဲလေးကျသွားပြီးရေထဲမြုပ်သွားတယ်ဗျ။မိုးကြိုတွေလည်းပြည့်လီပြင်းတွေကလည်းတိုက်ခတ်တော့စိုးရင်ကြတာပေါ့ဗျာကြောက်နေကြရတာပေါ့လို့ဒေတာကတအူးကပြောပါတယ် မိုးကြွပစ်ခံရပြီးမီးလောင်တဲ့နေအိမ်မှာစက်တင်ဘာလ29ရက်နေ့ညနေဒီကနေ့မနက်ပိုင်းမှာအင်ရှင်တွေမနေကြတဲ့အတွက်လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရှိရပါတယ်။အင်းလေးနဲ့ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ရွှေညောင်နဲ့အောင်ပန်းမြို့နယ်တွေမှာလည်းစက်တင်ဘာလ29ရက်နေ့ကတည်းကမိုးနဲ့လေပြင်းတွေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လေပြင်းကြောင့်ကြီးမားတဲ့ပျက်စီးမှုတွေမရှိပေမဲ့ရေဘေးအန္တရာယ်ကိုဆက်လက်စိုးရိမ်နေရတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ဒါအပြင်အင်းလေးကန်တဲကမြင်းနီကုန်းကြေးရွာအနီးမှာဒေသခံတွေစိုက်တူထားတဲ့ ဟင်းသာတိုင်ဟာစက်တင်ဘာလ29ရက်နေ့ကလေကြပြီးရေထဲနစ်မြုပ်သွားခဲ့တာပါဟင်းသာတိုင်လို့ခေါ်ကြတဲ့အဲ့ဒီဟင်းသာရုပ်ဟာ1966ခုနှစ်ကစိုက်ထုတ်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း60နီးပါးရှိပြီလေဖြစ်ပါတယ်ဒေတာရဲ့အထင်ကရရုပ်တုတစ်ခုရေထဲနစ်မြုပ်သွားလို့နမိတ်မကောင်းဘူးလို့ယုံကြည်နေသူတချို့လည်းရှိနေပါတယ်စစ်အာဏာသိမ်းပြီးသွေးစွန်းတော့လက်အတ္တမာနကြီးသူများအတုံးချလှည့်စားမှုအကြိမ်ကြိမ်ပြုလုပ်လာမှုကိုနမိတ်အမျိုးမျိုးပြသခြင်းတပေါင်များပေါ်ခြင်း ဆရာတော်များထံတရားအိမ်မက်ပေးခြင်းအင်းလေးဒေတာမှာရေပေးငလင်ပေးလေပေးစတဲ့ကဆိုးကြီးတို့ဖြစ်ပေါ်ခဲ့တယ်လို့ဆရာကျော်အင်းလေးတိတ်တိတ်ဆိုသူကရေးသားထားပါတယ်။ဒါပေမဲ့ဒေတာခန်အချို့ကတော့ဟင်းသာတိုင်းဟာယာတီဥရုဒန်နဲ့ငလင်တန်ကြောင့်နစ်မြုပ်တာ ဖြစ်တယ်လို့လည်းပြောပါတယ်။အင်းလေးဒေတာဟာ2024ခုနှစ်မိုးရင်ကာလကရာဂီမုန်တိုင်းကြောင့်နေအိမ်ရာချီပျက်စီးခဲ့တယ်လို့2025ခုနှစ်မတ်လ28ရက်နေ့ကစကိုင်းနယ်မန္တလေးကိုဗဟိုပြူပြူလှုပ်ကတ်သွားတဲ့ အင်းအပြင်းငလင်တန်ကြောင့်လဲဒေသပြည်သူတွေတည်ဆုံးခဲ့တယ်လို့နေအင်းရချီပြသခဲ့ပါတယ်လက်ရှိမှာလဲဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရေဝန်ဆက်လက်တည်ရှိနေပြီဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့တောင်တရုတ်ပင်လယ်ကတိုင်ဖွန်းမုန်တိုင်းဘောလိုင်းအရှိန်ကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းကရင်ပြည်နယ်ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းကချင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းချင်းပြည်နယ်ရန်ကုန်တိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးပြီးလေပြင်းတိုက်ခတ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကထုတ်ပြန်ထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကျဉ်ဖက်စစ်အာဏာရှင်စနစ်ဆူလက်အောင်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတော်ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။